ကင်မချီလေးကစားကြင်စရာလေးနော်ဒီမှာ share ပဲနာနေငယ်ထည့်ပါမယ်ဇွန်နဲ့ဆိုရင်တော့ဒီဇွန်ခွဲခန်းလောက်ထည့်ပေးရပါမယ်ဇွန်နဲ့ဆိုရင်ဒီဇွန်ခွဲခန်းလောက်နှမ်းလေးကိုထည့်လိုက်ပြီဆိုရင်တော့အရန်ကိုမှလှပမှွေးကြိုင်ပြီးတော့အရသာရှိတဲ့ကိုရီးယားတခွားသိခင်ချီလေးရပါပြီခင်ဗျာ အရင်ဆုံးကိုရီးယားတွေကဆက်လက်ကိုအရင်ခံခံပြီးတော့မှကျွန်တော်နှမ်းရွက်ကိုခံတယ်ပေါ့နော်ညိုဒီအနှစ်ကလေးကိုဒီလိုလေးလှုပ်ပြီးတော့စားကြပါအောင်ခင်ဗျာဒါလေးကိုထုတ်ထုတ်ပြီးသွားရင်တော့ share ဆွဲလို့ရပြီနော်အရန်ကိုမှစားကောင်းတော်လေးနော်အလေးရောဝတ္တသုံးတတ်တာအကင်လေးပါဒီအကင်လေးနဲ့ကျွန်တော်တွဲဆမှာဖြစ်ပါတယ်ဒီလောက်ဆိုင်ကိုကျွန်တော်တို့သုံးပါမယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကကိုရီးယားလိုအိုယီကင်မချီလို့ခေါ်တဲ့သခွားသီးကင်မချီလေးပြုလုပ်ပြသွားမှာဖြစ်ပါတယ်သခွားသီးကင်မချီလို့ခုအတွက်ဆိုလို့ရှိရင်ကျွန်တော်ကသခွားသီး၃လုံးတုံးထားတယ်ပြီးရင်ကိုရီးယားလိုဒါကိုဘူချူလို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့ကျွန်တော်တို့ကြိုဆိုင်လို့တုံးပြီးတော့ကျွန်တော်တို့ကိုရီးယားရောက်နေတဲ့မြန်မာအများစုကတော့သူ့ကိုမြက်လို့ပဲတုံးပါတယ်ဒီမြက်ရဲ့သခွားသီးရဲ့ကိုပေါင်းဆက်ပြီးတော့ကျွန်တော်ကကင်မချီလေးပြုလုပ်ပြသွားမှာဖြစ်ပါတယ်ဒီကင်မချီအားဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာအများစုအရန်ကုန်မှာကြိုက်ကြပါတယ် သူ့ကိုအရက်ပြာတွေနဲ့ပဲတွဲပြီးတော့အမီးဖြစ်ပဲတုံးတုံးထမင်းနဲ့ပဲတို့စရာဖြစ်ပဲတွဲဆဆအရန်ကမှရတာရှိသေးတဲ့အတွက်ကြောင့်ကျွန်တော် ကကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel မှာရှိနေကြတယ်ကျွန်တော်ရဲ့ချီရမိတ်ဆွေတွေအားလုံးကိုကျွန်တော်က Gimchi လေးကိုဘလို့လောက်ရလဲဆိုတာသိသိချင်းတဲ့အတွက်ကြောင့်ကျွန်တော်ကအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့် Gimchi လောက်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဥဆုံးဘာလောက်ရမလဲဆိုတော့ ဒီတခွားသည့်ရဲ့ကျွဆိုင်ရဲ့ကို ရေစင်ကျဲစွာဆေးဖို့လိုပါတယ်ကျွန်တော်နဲ့အတူတူဆေးကြောနီးလေးကိုကြည့်လိုက်ကြမယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့အခုချိန်အစားပြီးတော့ကျွဆိုင်လို့ခေါ်တဲ့မြက်ကိုရေစဆေးမယ်သူ့ကိုရေစေးတဲ့အခါမှာအဓိကအချက်ကဒီနေရာတွေပေါ့နော်ဒီနေရာတွေမှာကြောက်ခဲတလဲလေးတွေပါတယ်တည်တည်ချာချာလေးရေစင်ကျဲအောင်ဆေးဖို့လိုပါတယ်ဆေးတဲ့အခါမှာလည်းကျွန်တော်အခုပြထားသလို တိတ်ချစ်ချလေးခါပြီးတော့ဆေးပြေးဖို့လိုတယ်ပြီးရင်ပြီးတော့လို့ရှိရင်ဒီမှာအနာလေးတွေပါတယ်ပေါ့နော်ဒီအနာလေးတွေကိုဖယ်ပေးရမယ်ဒါအရေးကြီးပါတယ်ဒီအနာလေးတွေကိုဖယ်ပေးရမယ်အားလေးတွေကိုဖယ်ပေးပါနော်ဖယ်ပေးပြီးရင်တိတ်တိတ်ချစ်ချလေးရေကိုစင်ကြဲသွားဆေးပြေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျွန်တော်ရှေ့မှာပြောထားတယ်လို့ပဲပေါ့နော်မြက်မြက်လို့ပြောတာပြည့်တဲ့အတွက်ကြောင့်မလို့အဲဒီထဲမှာသဲတွေပါတယ် ပြီးရင်ကြောက်ခဲတလဲလေးတွေကတ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုစင်ကြယ်စွာစိတ်ပိမသာလေးရင်ကင်မချီလုပ်တဲ့အခါမှာလုံးဝစားကောက်မှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ရပြီနော်နောက်ဆုံးမှာရေကိုကျွန်တော်တို့လုံးဝခါပေးဖို့လိုတယ်အခုလိုပဲပေါ့နော်ရေလုံးဝခါပေးဖို့လိုပါတယ်ဒါလေးကတော့ကျိုးဆိုင်နေပဲဖြစ်ပါတယ် ရေစင်ကြသွားစီပြီးသွားပါပြီနောက်တစ်မျိုးကတော့ကျွန်တော်တို့အိုအီလို့ခေါ်တဲ့သခွားသီးကိုရေစင်ကြသွားစီပြီးဖို့လိုပါတယ်ဘာဒီကိုလည်းတတိယလေးရေစင်ပေးရပါမယ်ခုဆိုရင်တော့သခွားသေးနဲ့ဘူချူကိုဘူချူလို့ခေါ်တယ် ကြိုဆိုင်ကိုကျွန်တော်တို့ဒီအချိန်ကြာလေးရေစင်ကျဲသွားစီးလို့ပြီးတော့ပါပြီခင်ဗျာတခွားသီးလေးတွေကိုလည်းရေစင်ကျဲသွားစီးပြီးတော့ပြီဆိုတော့ကျွန်တော်တို့စပြီးတော့လှိလိုက်ကြရအောင်တခွားသီးလေးဖို့တော့ကျွန်တော်တို့ထိတ်နှစ်ဖက်ကိုအရင်ဆုံးလှိဖြတ်ပေးဖို့လိုပါတယ်ပြီးတော့လို့ရှင်သူ့ကိုအလဲကြောကနေကျွန်တော်တို့ပိုင်းဖြတ်ပေးရမယ်လေးစိတ်စိတ်ပေးရမယ်နော် လေးစိတ်စိတ်ပေးဖို့လိုပါတယ်။ပြီးရင်အဓိကချက်ကသခွားသီးမှာရေဓာတ်အများဆုံးပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအလဲမှာရှိတဲ့ရေဓာတ်အများဆုံးပါတဲ့အပိုင်းလေးကို ကျွန်တော်တို့ဖယ်ပေးရမယ်။ဒီအပိုင်းကိုဘာကြောင့်ဖယ်တာလဲဆိုလို့ရှိရင်ဒီရေဓာတ်အများဆုံးပါတဲ့တခွားသီးရဲ့ဒီအပိုင်းပါပါသွားလို့ရှိလို့ရှိရင်တခွားသီးကင်မချီရိုက်ရေတွေအများကြီးထွက်တယ်ပြီးသွားလို့ရှိရင်ကျွတ်ရွမှုမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအပိုင်းကိုဖယ်ပေးရမယ်เนาะအဓိကကြပါပါတယ်။ ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို9စိတ်စိတ်မလား6စိတ်စိတ်မလားကျွန်တော်တို့စားကျင်တဲ့အနေထားကိုမူတည်ပြီးတော့စိတ်လို့ရပါတယ်ကျွန်တော်ကတော့9စိတ်လောက်စိတ်လိုက်မယ်เนาะ ွားသေးလေးတွေကိုလည်းကျွန်တော်တို့အစင်းသိလှီးပြီးသွားပြီဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကကိုရီးယားလိုဘူချူးလို့ခေါ်တဲ့မြန်မာလိုကျုတ်ဆိုင်ဆိုတဲ့မြက်ကိုကျွန်တော်တို့စပြီးတော့လှီးပေးရပါမယ်။သူ့ကိုလည်းကျွန်တော်တို့ကပိုင်းကို၅ပိုင်းပိုင်းမလား၄ပိုင်းပိုင်းမလားကိုစားကျင်တဲ့အစိုက်ပုံမူတည်ပြီးတော့ပိုင်းလို့ရတယ်ပေါ့နော်။ကျွန်တော်တစ်ချက်ပိုင်းပြပေးမယ်။ကျွန်တော်ကတော့၅ပိုင်းပဲပိုင်းပါမယ်။သူ့ကိုအရင်ဦးဆုံးကျွန်တော်တို့ဒီဘက်ကအရင်ပိုင်းကိုဖယ်ထုတ်ပလိုက်မယ်ပေါ့နော်ဒီတရားမတော့ပါဘူး အရင်မှန်းဖယ်ရပြီးသွားပြီဆိုတော့မှကျွန်တော်ကဒီလို site ပေါ့နော်ဒီလောက် site ကိုဒီလောက် site ကိုကျွန်တော်တို့တုံးပါမယ်ကျိုးဆိုင်လေးနဲ့သခွားသီးကိုကျွန်တော်တို့လှီးပြီးသွားပြီဆိုရင်တော့ ကွာဒီကင်ချီမှာအချိုတက်ရဖို့အတွက်ကျွန်တော်ကတော့အချိုတက်နဲ့အနက်မွေးစီရန်အတွက်ကြက်သွန်နီလေးတစ်လုံးကိုကျွန်တော်ကသုံးထားပေးပါရယ်ကြက်သွန်နီတစ်လုံးဆိုပေမဲ့အကုန်မသုံးပါဘူးသုံးပုံပုံနှစ်ပုံလောက်ပဲကျွန်တော်သုံးပါမယ်ဒီပိုင်းလေးကိုကျွန်တော်ဖယ်ထားမယ်ပေါ့နော်တခြားနေရာမှာဟင်းချက်တဲ့နေရာမှာသုံးလို့ရတယ်အခုကြက်သွန်နီကိုကြတော့ကျွန်တော်ကဒီလိုမျိုးလေးပပားလေးတွေတီးပေးထားပါမယ်အရင်အပားကြီးလည်းမဟုတ်ဘူးပေါ့နော်မထူမပားလေးပါ ပြီးရင်တော့သူ့ကိုဒီလိုမျိုးလေးတွေကျွန်တော်တို့နှွာထားပေးရပါမယ်တိတိချာချာလေးဒီလိုမျိုးလေးနှွာပြီးသွားပြီဆိုရင်တော့တခွားသီးရဲ့ကြိုဆိုင်ရဲ့ကြက်သွန်နီလေးရောပေါင်းဆက်ပြီးတော့တခြားအစာပလာလေးတွေနဲ့ကျွန်တော်တို့နယ်လိုက်မယ်ဆိုလို့ရှင်အရန်ကိုမှစားလို့ကောင်းကိုရီးယားလိုအိုအီကင်ချီလို့ခေါ်တဲ့တခွားသီးကင်ချီလေးကိုရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဘလို့အစာပလာလေးတွေထည့်ပြီးတော့ ကင်မချီလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီတို့ကြည့်လိုက်ကြရအောင်တခွားသိကင်မချီကောင်းမကောင်းကိုအဓိကဆုံးဖြတ်တဲ့အရာကဘာလဲဆိုရင်သူ့ထဲမှာထည့်တဲ့အနှစ်အယတာဘလောက်ထိကောင်းတယ်မကောင်းတယ်ပေါ်မူတည်တယ်လို့နောက်တစ်ခုကြတော့တခွားသိလေးရဆိုရင်ကျွတ်ကျွတ်ရွရလေးဖြစ်သလားမဖြစ်သလားပေါ်မူတည်ပြီးတော့အရန်ကိုမှတတ်ဆိုင်ပါတယ်ဒါကြောင့်ဒီတခွားသိထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ခုနကရေတက်ပါတဲ့အလဲကောင်းအပိုင်းလေးတွေကိုလည်းဖဲပေးပြီးသွားပြီဆိုတော့ရေတက်တော်တော်လေးရောကြသွားပြီဒါပေမဲ့ကျွတ်ရမှုအားနည်းသေးတယ်ဒါကြောင့်သူ့ကို ကျွတ်ကျွတ်ရွရလေးနဲ့အရသာရှိအောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမူလရလို့ခေါ်တဲ့တကာရေပေါ့နော်ဒီတကာရေရဲ့စားရည်ကိုပေါင်းဆက်ပြီးတော့တခွားသေးနဲ့နယ်ပေးရပါမယ်နယ်ပြီးသွားပြီဆိုလို့ရှိရင်မိနစ်20ခန်းလောက်နှက်ထားလိုက်မယ်ဆိုရင်တော့သူ့ထဲမှာရှိတဲ့ရေဓာတ်တွေထွက်သွားပြီးအခါဓာတ်တွေထွက်သွားပြီဆိုလို့ရှိရင်တော့အရန်ကုန်မှကျွတ်ရလက်ဆက်တဲ့တခွားသေးကင်မချီလေးကိုရရှိမှာပါဒါကြောင့်တခွားသေးလေးကျွတ်ကျွတ်ရရဖြစ်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့်အပိုင်းကတော့တခွားသေးကို ်တကာရည်နဲ့စားနဲ့နေပြီးတော့မှမိနစ်20ကတော့နှက်ထားပေးရမယ်ပြီးရင်သူ့ထဲရရည်ကိုရအောင်ထုတ်ပေးရမယ်ပေါ့နော်ဒါဆိုရင်တော့ကြွရလက်ဆက်တဲ့သခွားသီးလေးကိုရပါပြီသခွားသီးသုံးလုံးမှာတကာရည်နှစ်စွန်းသုံးရမယ်နော်နှစ်စွန်းမောက်မောက်ပေါ့ဗျာအဲ့ဒီအနေထားလောက်သုံးပေးရမယ်ပြီးရင်တော့စားဟိုကြတော့ကျွန်တော်တို့ကတစုံခွဲလောက်သုံးပြရမယ်เนาะ တကားရေမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့စားနဲ့ပဲတခွားသေးထဲမှာရှိတဲ့ရေဓာတ်ကိုထုတ်လို့ရတယ်နော်မိနစ်20ခါလောက်နှက်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ထဲမှာထွက်လာတဲ့ရေတွေကိုဖယ်ပြီးသွားပြီဆိုရင်တော့တေချာစာစေးကြောလိုက်ရင်တော့အရန်ကမှကြွရလက်စတဲ့တခွားသေးလေးကိုရမှာပါတခွားသေးကိုနဲတဲ့အခါမှာကျွန်တော်လက်နဲ့မနဲနဲ့နော်ဒီလိုမျိုးလေးဇုံးလေးနဲ့နဲပေးရမယ်တခွားသေးရဲ့တကားရေကိုနှမ်းဆက်တော့ကျွန်တော်တို့ဒီလိုပုံစံလေးဇုံးလေးနဲ့မှွေပေးရပါမယ်အခုလိုပဲမှွေပြီးသွားပြီဆိုရင် သူ့ကို ်မိနစ်20ခန်းလောက်နှတ်ထားပေးမယ်ဆိုလို့ရှိရင်တော့ဒီထက်ကနေတခွားသီးတည်းရရှိတဲ့အခါဓာတ်တွေနဲ့အရေဓာတ်တွေကထွက်သွားပြီဆိုလို့ရှိရင်တော့ကြွရလက်စတဲ့တခွားသီးကိုရပါပြီဒါဆိုရင်တော့ကျွန်တော်မိနစ်20လောက်နှတ်ထားပေးမယ်နော်အခုဆိုရင်တော့ခုနကမိနစ်20ခန်းနှက်ထားတဲ့သခွားသီးရဆိုရင်ဒီမှာနော်ရေတွေအများကြီးထွက်လာပြီအရင်ဥဆုံးသခွားသီးအရေကိုကျွန်တော်တုံပေးရပါမယ်ပြီးရင်တော့ဇလုံတစ်ခုတည်းကိုထည့်ပြီးရင်ဒီအေးလေးနဲ့ကျွန်တော်စင်ကြယ်စွာဆေးပေးရမယ်နော်နှစ်ထပ်လောက်ဆေးပေးပါ ဒီလိုစကားလေးနဲ့စစ်ပေးရမယ်နော်တခွားသေးရရေတက်များတာဖြစ်တဲ့အတွက်ကြောင့်စကားနဲ့မစစ်ပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကင်မချီထဲမှာအရေတွေအများကြီးထွက်ပြီးတော့စားမကောင်းပါဘူးကင်မချီစတင်ပြီးတော့လုပ်လို့ရပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကင်မချီစလုပ်ဖို့အတွက်ငရုတ်သီးမွှန်း၃ဆုံးလိုပါတယ်အယောင်တင်မွှန်း၃ဆုံးလိုတယ်ငရုတ်သီးအယောင်တင်မွှန်း၃ဆုံးရယ်တခွားသေးရယ်ပြီးသွားရင်တော့ ကြက်သွန်ဒီပေါ့နော်ဒီကြက်သွန်ဒီရေကိုကျွန်တော်တို့အရင်ဥဆုံးရောပြီးတော့မှုပေးရပါမယ်ဒီနေရာမှာလက်နဲ့မနေပါဘူးနော်လက်နဲ့နေလို့ရှိရင်ကျွန်တော်တို့ရေတက်တွေအများကြီးထွက်လာမှဖိတဲ့အတွက်ကြောင့်လက်နဲ့မနေပါဘူးခင်ဗျာပြီးရင်ကြက်သွန်ဒီပါတာဖိတဲ့အတွက်ကြောင့်ညီးစော်နန်းတော့မှလည်းဆိုးတဲ့အတွက်ကြောင့်လက်နဲ့မနေရခြင်းဖြစ်ပါတယ်ဒါလေးကိုသတိထားပေးဖို့လိုပါတယ်နောက်တစ်ဆင့်အနေနဲ့တော့ကိုရီးယားလိုဆိုလို့ရှိရင်မျောချီအဲလို့ခေါ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့ဒီဟာကိုကျွန်တော်တို့ကင်မချီတွေမှာအများဆုံးသုံးတယ် ငားငံပြာရည်ဖြစ်ပါတယ်။ငားငံပြာရည်ကိုကျွန်တော်တို့ဒဇွန်ခွဲခန့်ထည့်မယ်။ငားငံပြာရည်ဒဇွန်ခွဲပြီးရင်ဒါချင်းမာနူလို့ခေါ်တဲ့ကြက်သွင်မြူကြိတ်ထားတာကိုကျွန်တော်တို့ဒဇွန်ခွဲခန့်ထည့်မယ်။နောက်ဆုံးမှာတော့တကြားတကြားကိုကျွန်တော်တို့ဒဇွန်မမောက်ထည့်ပေးရပါမယ်။အားရအားလုံးကိုကျွန်တော်တို့ရောပြီးတော့မှွေပေးရပါမယ်ခင်ဗျာ။ချင်တက်လေးကဲသွားအောင်လို့ကျွန်တော်ကရှာလကာရီကို တဇွန်မောက်မောက်လေးထည့်ထားပေးပါရစေဒါရှာလကာရေးပါအချင်းတလေးကဲတော့ရှာလကာရေးတဇွန်မောက်မောက်လေးကိုရောထည့်ပေးရပါတယ်နောက်ဆုံးမှာတော့ကျွတ်ဆိုင်လို့ခေါ်တဲ့မြက်ကိုထည့်ပေးရပါမယ်အခုဆိုရင်ကျွန်တော်တို့နယ်လာလိုက်တာဆိုလို့ရှိရင်လုံးဝကင်မချီလေးရရပါပြီရပြီဆိုလို့ရှိရင်တော့သူ့ကိုအနံလေးမှွေးပြီးတော့အရသာရှိအောင်ကျွန်တော်တို့နှာအနေငယ်ထည့်ပါမယ် ဇွန်နဲ့ဆိုရင်တော့ဒဇွန်ခွဲခန်းလောက်ထည့်ပေးရပါမယ်ဇွန်နဲ့ဆိုရင်ဒဇွန်ခွဲခန်းလောက်နှမ်းလေးကိုထည့်လိုက်ပြီဆိုရင်တော့အရန်ကိုမှလှပမှွေးကြံပြီးတော့အရသာရှိတဲ့ကိုရီးယားတခွားသိကင်မချီလေးရပါပြီခင်ဗျာသူ့ကိုကိုရီးယားလို့ဆိုရင်တော့ OE ကင်မချီလို့ခေါ်ပါတယ်ကိုရီးယားတွေအရန်ကြိုက်ပါတယ်ကျွန်တော်တို့မြန်မာတွေလည်းအရန်ကြိုက်တဲ့အထက်မှာပါပါတယ်ဒါကြောင့် ျွန်တော်ရဲ့ Facebook page နဲ့ YouTube channel တွေကနေကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးကိုကျွန်တော်ကကိုရီးယားတခွားတိကင်မချီလေးကိုလာပြီးတော့လုပ်ပြတာပါဒါလေးကတော့ဝါသားသုံးတက်တာအကင်လေးပါဒီအကင်လေးနဲ့ကျွန်တော်တွဲဆမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာခုနကမှကျွန်တော်တို့လက်လက်ဆက်ဆက်လုပ်ထားတဲ့ကိုရီးယားတခွားတိကင်မချီလေးရလာပါပြီခင်ဗျာဒီကိုရီးယားတခွားတိကင်မချီလေးနဲ့အတူကျွန်တော်ကဝါသားသုံးတက်သားလေးရဲ့ဆက်လက်ရဲ့နှမ်းရွက်ရဲ့ငွေဦးသီးစင်းလေးရဲ့နဲ့ပြီးတော့ကိုကာကိုလာလေးနဲ့တွဲပြီးတော့စားပြမှာဖြစ်ပါတယ် ဒါလေးကတော့ကိုရီးယားငွေသီးအနှစ်ကလေးပါသူထဲထဲမှာဆိုရင်ပဲငပီလဲပါတယ်ပေါ့နော်အရန်ကမှစားလို့ကောင်းပါတယ်ကျွန်တော်ကဝတ်သားသုံးတက်သားတွေကင်ချီနဲ့တွဲစားမယ်ဆိုလို့ရှင်ကျွန်တော်ကဒီဒစိတ်ကိုသုံးတယ်ပေါ့နော်ဒီဒစိတ်ကဆိုလို့ရှင်ဒီမှာဂိုဂီချောင်းယုံလို့ပြောထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အသားတွေတီးတန့်စားမယ်ဆိုလို့ရှင်အရန်ကမှတင့်တော်ပါတယ်အသားတွေနဲ့တွဲစားတဲ့အခါမှာအရန်ကောင်းတယ်ပေါ့နော်သူ့ထဲထဲကပုံစံလေးကဒါဒါမျိုးလေးပါအရန်စားကောင်းပါတယ် မြန်မာနိုင်ငံမှာလည်းဝယ်လို့ရပါတယ်ဒါလေးတွေကကျွန်တော်ကျွန်တော်တို့ဆွဲလိုက်ပါဦးမယ်ကိုကာကိုလာလေးကြက်ကြော်နေပဲဖြစ်ဖြစ်ကျွန်တော်တို့သုံးသက်သားတွေနေပဲဖြစ်ဖြစ်မပါမဖြစ်ပါတော့ကိုကာကိုလာကတော့အရင်ဆုံးကိုရီးယားတွေကဆက်လက်ကိုအရင်ခံခံပြီးတော့မှကျွန်တော်နှမ်းရွက်ကိုခံတယ်ပေါ့နော်ပြီးရင်ဝတ်သားသုံးသက်သားလေးထက်မြူတီစိန်လေးရယ်อืม ပြီးရင်တော့ဒီမှာမင်းသားကြီးဗျာမင်းသားကြီးခွာသေးလေးရဲ့အထက်နောက်ဆုံးမှမှကျွန်တော်လက်နဲ့ပဲဆွဲလိုက်တော့မယ်နော်နောက်ဆုံးမှမှငရုတ်သေးစိမ့်လေးနဲ့အတူငရုတ်သေးအနှစ်ကလေးကိုဒီလိုလေးလှုပ်ပြီးတော့စားကြပါအောင်ခင်ဗျာဒါလေးကိုထုတ်ထုတ်ပြီးသွားရင်တော့ share ဆွဲလို့ရတယ်နော် Mm. 嗯，哎呀，你看哪许多呗，嗯，啊，谢高多呢。 အဓိကကတော့အသက်ကတော့ဒီမှာကိုရီးယားသခွားသိဂင်ချီပေါ့နော်သူကအရန်ကောင်းတာဒီလိုမျိုးလောလောပြီးကျင်းမှာစားလဲကောင်းသလိုဒီကတိတာထဲမှာ၃ရက်လောက်နှက်နှက်ပြီးတော့မှစားမယ်ဆိုရင်နော်ကိုပြီးတော့အချိန်ရတာလေးကဲပြီးစားလို့ကောင်းတယ်သူ့အတိုင်းစားမယ်ဆိုရင်လည်းအရန်မိုက်ရယ်နော်ငါးလေးရဝတ်တော့တော့တယ်ပါလေဟုတ် နောက်တစ်ချိန်စားကြပါအောင်ဗျာတခါတိကင်ချီလေးဒါလေးရံမြူဒီစိန်လေးရံနှိုင်းရွက်လေးရံနှိုင်းရွက်ကလေးအပေါ်ကပြထလိုက်တာပါနော်ပြီးရင်ဝတ္တသုံးတက်သားပြားလေးနဲ့အိုးဒီအနှစ်လေးနဲ့ share ပဲ 沙家王喵。嗯，快点进去了。 ယ်ကောင်းတော့ပဲကျွန်တော်တို့ကတော့ဒီလိုအချိန်တွေကအပြောရှင်ဆုံးလို့ပြောရရပါတော့ကိုစားရင်လည်းစားစားလေးလှုပ်စားပြီးတော့ကိုချဲ့ရတဲ့မိတ်ဆွေတွေကိုလည်းဒီလိုမျိုးမျှဝေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီချင်းအပြောရှင်ဆုံးပဲအော်ဆရာပါဒါလှုပ်ခြင်းတော့တော့ကောင်းတာနော်ဟုတ်ကြ တကယ်တည်းဒါအောက်ကမှာ3ရက်လောက်ထားလိုက်မယ်ဆိုရင်အရန်ကိုပုံပြီးစားကောင်းတယ်တခါတော့လှုပ်ရှားကြည့်ဒါလေးလုပ်မယ်ဆိုရင်ကျွန်တော်ခုပြထားတဲ့ဝတ်သားသုံးသက်သားလေးနဲ့ဆွဲရန်အောင်မှာရှယ်ကော့ပဲပြီးရင်ဒါကိုရီးယားထုတ်တဲ့ငွေသေးအနှစ်လေးပေါ့နော်အရန်စားကောင်းတယ်သူကအားလုံးကိုဒီနေရာကပဲကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ blog လေးကိုဒီနေရာမှာပဲအဆုံးသတ်ပြရစေ ကျွန်တော်ရဲ့ကိုရီးယားတကောတိကင်မချီဘလော့လေးကိုအစကနေအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးကြရတဲ့ကျွန်တော်ရဲ့ချစ်ရတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုလို့ရှင်ဒီကင်မချီလေးကိုအားလုံးကိုစားသိခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကလုံပြီးအပြည့်အစုံကိုတင်ပြပေးတာပါဒါကြောင့်တစ်ခါတော့လိုက်ပြီးတော့လှုပ်ရှားကြည့်စေချင်ပါတယ်အရန်ရတာရှိလို့ပါဘတ်စုံသုံးလို့ရတယ်ထမင်းနဲ့ပဲတွဲစားစားကိုကာကူလာတွေနဲ့ပဲတွဲတောက်တောက်ပြီးတော့လို့ရှင်ကျွန်တော်တို့ အရက်ပြရနဲ့ပဲတွဲဆဆားပါတော့အရန်ကိုမှတင့်တော်ပါတယ်ပြီးတော့မြန်မာတွေအရန်ကြိုက်မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တဲ့အတွက်ကြောင့်ပါတော့ဒါကြောင့်ဒီတကောသစ်ကင်ချီလေးကိုကျွန်တော်တို့စပြီးတော့လုပ်တဲ့အခါမှာအခက်ခဲရှိရင်ပဲဖြစ်ဖြစ်ကျွန်တော်ပြထားတဲ့အရာတွေအားလုံးမှာမတိတာပဲဖြစ်ဖြစ်ရှိလို့ရှိရင်ကျွန်တော်ကိုအားမနာတမ်းလာပြီးတော့မေးလို့ရပါတယ်အဓိကကတော့လာမေးပါပြီးရင် comment လေးတွေရေးပေးပါပြီးရင်နောက်ထပ် blog တွေမှာလည်းဘယ်လိုပုံစံမျိုးလေးရိုက်ပြစေချင်တယ်ကျွန်တော်မှာဘယ်လိုအားနည်းချက်တွေရှိတယ်ဆိုတာကိုထောက်ပြဝေဖန်ပါလို့ကျွန်တော်က ပြောရင်းနဲ့ဒီနေရာမှာပဲအဆုံးသတ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ